ဆိုကောပရိသတ်များအားလုံးပဲမင်္ဂလာပါချန်ပီယံလိပွဲပြီးသုံးသပ်ချက်အစီအစဉ်ကနေပြောင်းသွားပြန်လည်ချင်ဇူလိုက်ပါတယ်အခုနောက်လေးကတော့ Real Madrid နဲ့ Arsenal ရဲ့ပွဲလေးကိုအကြာသုံးသပ်ဆက်ပြီးကြတာပါဒီကတော့ကျွန်တော်တို့အင်္ဂါညချန်ပီယံလိပွဲလေးပါဝင် Inter Milan နဲ့ Bayern Munich တို့ရဲ့ချန်ပီယံလိပွဲလေးကိုဆက်လက်သုံးသပ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒါချင်းစီစဉ်မှာတော့ကျွန်တော်နဲ့တူဒီတူကနေပြောင်းသွားပဲပါဝင်သုံးသပ်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီတူရဲ့မင်္ဂလာပါမင်္ဂလာပါကိုချန်ပီယံလိဒါ quarter final ုတိယကျော်ပွဲစဉ်တွေကလည်းတကယ်ကိုဒါဆက်လို့ရကြပေါ့ပါလေပထမကျော်တော့ကဘူးပြက်နိုင်ခဲ့ကြတဲ့ဘာစီလိုနာတို့ PSG တို့တော့အဲတန်ပြန်ပြီးတော့ကစားခဲ့ကြရအောင်လေဒီချန်ပီယံလိတခြားဒီသုံးပွဲလက်ထက်သုံးပွဲတွေကမင်းတို့ကကစားသွားတဲ့ပွဲလေးကိုဘူးအရင်ပြောကြအောင်နော်အင်တာမီလန်နဲ့ဘန်မြူနစ်တို့ပဲဘန်မြူနစ်ကထင်ထားရတဲ့လုံးလိုက်ခဲ့တယ်ဆိုတော့လေအခုအမြင်မှာတော့အင်တာမီလန်ကထင်ထားရတဲ့ပူညံ့ခဲ့တယ်လို့ထင်တယ်။အထူးထူးဒါဘိုင်ယန်ကအရင်ပူစားရသွားတယ်ဒီဘူးမရခဲ့တဲ့နေမှာရှိမယ်ဆိုတော့ဘိုင်ယန်က ဘူပြောကပြောမယ်ငါ့ကိုပေါင်းဝဲတဲ့အင်ဂျင်နီယာလေးပေါ့ဒါမြင်ရတယ်ဒီပွဲလေးကိုသူစာပြောမှာသုံးသပ်ပြီးပါဘူးဟုတ်ကဲ့ကိုအမ်ကျွန်တော်အမြင်ကတော့အင်တာမီလန်ကအရင်ပထမကြောက်ရတော့တော့အားမကောင်းခဲ့ဘူးပေါ့နော်ဒါပေမဲ့လုံလောက်တဲ့အားကောင်းမှုဖက်ရှိနေရလို့ကျွန်တော်တို့မြင်မိရအခုအခွင့်အရေးဖန်တီးမှုတွေနဲ့ပြီးတော့ဒီအပိုင်ခွင့်ရေးပေါ့နော်ဘိုင်းမြူနစ်ကဘောလုံးတော့ကင်ထားတယ်ဒါပေမဲ့အပိုင်ခွင့်ရေးတွေရရှိအောင်ဖန်တီးနိုင်ခြင်းမရှိဘူးလို့ကျွန်တော်တို့မြင်မိရအခု အထူးသဖြင့်ဒီကွင်းလက်တိုက်စစ်ပိုင်းမူလာပါလာတာကတော့ဘိုင်းမြူနစ်အတော်ပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ပထမအကြော်လုံးကကစားရတဲ့ဆိုင်ပို့ပြီးတော့ပုံစံကျနာတယ်အခြေအနေတခုကိုကျွန်တော်တို့အမြင်ခဲ့ရတယ်မူလာရဲ့ဒီကစားပုံဒီကဒီနံပါတ်10လို့နဲ့ပို့ပြီးကိုက်ညီလို့ကျွန်တော်တို့မြင်တယ်အခုအဲ့ရနဲ့အတူဘိုင်းမြူနစ်ကပထမဘိုင်း sorry ပထမအကြော်ကထက် ကစားရင်ပိုတက်လာတာကိုကျွန်တော်တို့သတိထားမိတယ်။အင်တာမီလန်ကတော့ပုံမှန်ပဲလို့ကျွန်တော်ယူဆတယ်ပေါ့။အင်တာမီလန်ရဲ့ကစားဟန်ကဒီစတိုင်အတိုင်းပဲဖြစ်ပြီးတော့သူတို့အနေနဲ့အခွင့်အရေးဖန်တီးမှုတွေဆိုရင်အခွင့်အရေးတွေမှာသူတို့ကအဓိကကျတဲ့ big chance တွေကိုပိုများလေးရှိတာကိုတွေ့ရတယ်။ဒီဘက်မှာလည်းအခွင့်အရေးအရဆိုရင်ကျွန်တော်အနေနဲ့အင်တာမီလန်ရဲ့အခွင့်အရေးတွေပိုပြီးတော့သဘောကျမိတယ်ပေါ့။ဒါပေမဲ့အခွင့်အရေးရရှိသွားတာကတော့ Bayern Munich ပေါ့နော်။ဒါ Hurricane ရဲ့တော်တော်လေးတက်ရတဲ့ ကိုတကူနဲ့အတူဘိုင်မင်းပြန်လာပြီးသားလို့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီကော်နာတွေကနေဂိုးတွေပြန်ပေးရပြီးတော့အပွဲကအင်တာမီလန်ဘက်ပြန်ရောက်သွားခဲ့တာကိုတွေ့ရခဲ့ရပါတယ်ကိုအဲဒီမှာအခုတေချာတို့ကတော့ဘိုင်ယန်ရဲ့ခံစိတ်ကြီးပြရတော့ရင်းကိုနေနေလေဟိုမှာဝါလုံးဝါဆွဲပြီးဝါလိုက်ဘောလုံးမာကတ်စ်ပြန်မပြန်တော့ပရိုမာတက်စ်ပဲပြီးပြီဒီမလိုက်နိုင်ဘူးအဲဒါရရောခင်မင်းကြီးရောဟုတ်ကဲ့ဒီနေ့တော့နှုံးရဲ့ဒီခံစိတ်အတိုင်းကဘိုင်မင်းရှ်တို့အေး မျိုးနဲ့ကြည့်မယ်ဆိုရင်တော့မလိုက်ဖက်တဲ့ဒါတစ်ချက်အကြည့်တွေ့လို့ပါဆိုဒီနေ့လုံးကကြည့်မယ်ဆိုလည်းဒါဘိုင်ယန်ကတခြားအပိုင်းတွေပေါ့လေပွင့်လေထီချုံမှုပိုင်းတွေတော့ကတစ်ချက်ပိုင်းလေးတွေပမာကျော်ရတဲ့ဆောင်းကောင်းတယ်ဒါပေမဲ့ခံချက်အကြည့်တွေ့ရတော့မလိုက်ပြတော့ခံချက်ပြီးတော့ညံ့တယ်ညံ့လို့လည်းတောင်းလို့ရပြီးတိတ်မကြံနေမှာပဲဒါကူရီပေးရတယ်သူပြတာတေကံဘိုးလေးဆိုရင်ဒါလေအင်တာရောက်လာတဲ့ပုံကတော့ဒုက္ခဘိုးလေးရလို့ဆင်းရောက်လာတယ်ဒီနေ့တော့မှကြည့်မယ်ဆိုရင်ဒီဆက်ပစ်ဂျပန်နဲ့ပိုင်းလေးအားနဲ့ကိုအင်ပလီပိုင်းမှာ ီခံတဲ့ပိုင်းလည်းအားနေတာပြရတယ်ဒီပိုင်းမြင်းတစ်ချက်အခြေအနေလေးပေါ့ဗာမြင်းတစ်မှာအခုဒါတော့စိတ်မတက်တော့ဘူးသူတို့အိမ်ကွေးမှာကစားရမယ်ပူပူပွဲနဲ့ပြီးသွားခဲ့ရတယ်ဗာမြင်းတစ်ချက်အထူးသဖြင့်ခံတဲ့အိမ်ကွေးပြေးလို့ဆက်လက်ပြီးသုံးတော့ပြောင်းတယ်ဟုတ်ကဲ့ကိုဒါဥပမေကန်နိုမပါဝင်တာနဲ့အတူပေါ့နော်တကယ်တော့လေဥပမေကန်နိုပါရင်တောင်မှဘိုင်မြူနစ်ရဲ့ခံစစ်ကမေခွန်းထုတ်เสียအခြေအနေတွေကျွန်တော်တို့မြင်ခဲ့ရတယ်လက်ရှိမှာဘိုင်မြူနစ်ကသွေးသက် လောင်ရမယ့်အချိန်ရောက်လာပြီလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့တော့ဒီရာဒီမှာဒီပေးကွန်းတော့အဖြစ်မများတဲ့အသင်ခန်စစ်မစိုးတဲ့အသင်တွေမှာဘိုင်မြူနစ်ကိုထည့်လို့ရတယ်ဒါပေမဲ့အဲ့ဒါအချက်လက်အဖြစ်ပေါ့နော်တကယ်တမ်းပွဲကစားပုံမှာကြည့်ရင်ကြတော့ကျွန်တော်ကြည့်တမျှပွဲတွေမှာဘိုင်မြူနစ်ကအားရစရာခန်စစ်ဆွမ်းဆောင်ယူဖို့မပြနိုင်ဘူးပေါ့လေဘာလို့လဲဆိုတော့ဒီအရင်တော့ကတို့ဒီတို့ခန်စစ်မတန်ကောင်းတယ်ဆိုတာကလည်းတို့ရဲ့တိုက်စစ်တို့ရဲ့လွှမ်းမိုးကစားနိုင်မှုကြောင့် ကောင်းနေတာပေါ့လေခံစစ်တကယ်ကောင်းလို့ကောင်းလာမဟုတ်ဘဲနဲ့အဲ့လိုအချက်လေးကိုသွားတွေ့ရတယ်အဲ့တော့ပြောမယ်ဆိုရင်ခံစစ်ကိုပြင်ဖို့ဆိုတာထက်ဒီကျွန်တော်တိုက်စစ်ပိုင်းမှာလိုအပ်တဲ့သွေးသလောင်းမှုတွေတေချာပေါက်လုံးနေလုံးပြင်ပြီလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်ဒါကြောင့်လည်းသူတို့မူလာကိုမူလာဆိုတာကကနဝင်ကစားသမားပါဒါပေမဲ့သူတို့စာရုပ်သက်တမ်းမတိုးဘူးသုံးဖြတ်ခဲ့တယ်အဲပြီးတော့ဒီစာနေတို့ဂရာဘရီတို့ကင်စလီကိုမန်တို့ဟာ အကောင်းဆုံးအခြေအနေမှာမရှိတော့ဘဲနဲ့ဒါတိတိတသာယူကြဆင်းလာတဲ့အခြေအနေဖြစ်နေပြီပေါ့နော်အဲ့တော့အဆိုပါကစားတော့မှ၃ယောက်လုံး၃ယောက်လုံးကအရင်ဖြစ်ဖြစ်မဖြစ်ရင်တော့အသင်းကလည်းထွက်ခွာသင်းတဲ့အနေအခြေအနေဖြစ်လာပြီ၃ယောက်လုံးမှ၃ယောက်စလုံးမရှိသင့်တော့တဲ့အခြေအနေဖြစ်လာပြီအဲ့တော့အဲ့ဒီအပိုင်းကိုအမြန်ဆုံးပြုပြင်ဖို့လိုလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုက်စစ်မှာလည်း hurricane ကခြေစွမ်းကောင်းနေသေးပေမဲ့ ်သူဟာဒီအသက်အရွယ်ပိုင်းရာအကောင်းဆုံးအချိန်ဒီရုံးရုံးနိုင်တဲ့အချိန်ဒီမဟုတ်တော့ဘူးပေါ့နော်မဟုတ်တော့တဲ့အခါမှာတခြားနေရာတွေမှာရုံးနိုင်တဲ့ကစားသမားတွေပိုလိုအပ်တယ်အဲ့တော့ဘိုင်မနစ်အနေနဲ့ခံစစ်ပဲကြည်ကြည်ကွင်းလည်းပဲကြည်ကြည်တိုက်စစ်ပဲကြည်ကြည်ရုံးနိုင်တဲ့ကစားသမားဆိုတာကတော်တော်လေးကိုနည်းပြီးတော့ဒီဂျမမူစီယာလာတို့လောက်ပဲမျောလင်းစရာရှိတယ်ပေါ့နော်ဒါကြောင့်မလို့အင်အားဖြစ်တဲ့မှုတွေတကယ်လိုအပ်နေတဲ့အချိန်တွေအဖြစ်ဒီဒီ quarter final ထွက်ခွာရမှုကပြဆိုနေတယ်လို့ကျွန်တော်တို့မြင်တယ်ဘွန်နီလီကာရလာကတော့ဒါဘာမှဘိုင်ယန်အတွက်ထူး တန်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ချန်ပီယံလိမှာဘလို့ဆွမ်းဆောင်နိုင်တယ်ပေါ့ဒီဖလားရသည်ဖြစ်စေမရသည်ဖြစ်စေဖလားတော့ဒီအသင်းပေါင်းများစွာရဲ့တသိမ်းပဲရမှာဆိုတော့ဟိုဖလားမရတဲ့အတွက်အပြစ်ဆိုစရာတော့မရှိဘူးဒါပေမဲ့သူတို့တောက်လျှောက်ပြသခဲ့တဲ့အရေးအသွေးမှာကြတော့ဒီအခုလိုမျိုးအသင်းကြီးချင်းချင်းတကယ်တကယ်လည်းကောင်းတဲ့အတင်နဲ့ရင်ဆိုင်တဲ့ခါမှာလိုအပ်ချက်တွေရှိနေသေးတယ်ပွဲအဖြစ်ကိုပြောင်းလဲမဲ့ကစားသမားတွေပွဲကိုဒီအလှည့်တောင်းလုပ်နိုင်တဲ့ကစားသမားတွေလိုအပ်နေသေးတယ်သွေးသစ်လောက်မှုအချိန်တက်ပြီဆိုတော့ဒီပွဲကပြသတယ်လို့ကျွန်တော်တို့ယူဆပါတယ်ပေါ့ ဟုတ်ပါတယ်။အရင်မတော့ဒါလိုအပ်ချက်တွေကိုကျွန်တော်တို့ညောင်းပါတယ်။အရင်ပိုင်ယူဒါစီတော်ဆိုတော့ဒါသမားကြီးဒီတော်မတက်ရှိမှကျွန်တော်ပိုင်ယူတော့ပါတယ်။ဘာရဲ့တော်မတက်ရှိကျွန်တော်ကြီးကိုကြောက်ပါတယ်။အဲ့နောက်ပိုင်းမှာဒါသူချန်ပီယံလိတချင်းကနောက်ဆက်ကူကတချင်းရရပြီမလဲဝဲလုံးကတော့တက်ကြည့်လိုက်မယ်အန်ဖန်ဆိုဒေးဗစ်တို့နာဗရီတို့ဘူမန်တို့ဒီကစားသမားတွေရဲ့အကောင်းဆုံးအရွယ်လေးတခုတော့ရှိတာပေါ့လေလော်ဘီနဲ့ရိုဘာတို့မလို့မြင်မဲ့ဒီတောင်ပေါ်တက်တဲ့အတွက်ကတော့ဒီလိုကောင်းခဲ့တဲ့အချိန်ကိုတို့ ချက်ပြင်ဖြစ်တယ်ဒါပေမဲ့ဒီနောက်ပိုင်းဒီမှာတော့ဒီလက်ကျလာတယ်အဲဒီနောက်စာနေဆိုရင်ဒါကြောင့်ဒီမှုတော်မရှိတဲ့ပုံစံမျိုးပေါ့နော်သူရဲ့ကစားတဲ့ပုံစံကြီးလို့ဆိုတော့ဒါကိုမလို့တော့တိတာပေါ့လေကျသွားတယ်ဖြစ်ရတာမျိုးဆိုတော့အဲပတ်သက်လာတဲ့ချန်နယ်တက်ကိုလေးပြတာနောက်ဖီတာမီလန်ရဲ့အခြေအနေကလည်းကျွန်တော်တို့တော့ဖီတာမီလန်ကတန်ဖရင်းမပါတဲ့အခြေအနေမှာတော့ဒီဒါမီယန်နဲ့ပေါ့နော်ဒါမီယန်နဲ့တော့တိုက်ချက်ပိုင်းကတော့အရင်ကြီးတော့အလုပ်တော့မဖြစ်ဘူးဒါတေးကြတယ်တန်ဖရင်းပါရင်တော့တန်ဖရင်းက ဒီဘူကန်သွေးမဲ့နေရာမျိုးထိတော်မှာအန်တီးယားရောက်နေရာမျိုးတွေ့ရတယ်တံပေးမပါမယ်ဘူးဒါဒီအင်တာမီလန်ကစားသွားတဲ့ခြေစွမ်းလေးမျိုးချစ်ဘူးဘူးလေးအဲအင်တာကကျွန်တော်တို့ဟိုလက်ခံလို့ရတဲ့ခြေစွမ်းပေါ့နော်ဒီပွဲပထမပွဲကိုတော့တော်တော်လေးသဘောကျတယ်ဒီပွဲကတော့အရင်မကောင်းဘူးပေါ့လေအဲပထမအကြောကရလက်ပေါ့လေအတိုင်းတာတစ်ခုထီရောမိခိုးနေရလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲဒါမှဆိုအင်တာကဒါလုံလောက်တဲ့စွမ်းဆောင်ကြီးကိုပြနိုင်ခဲ့တယ်ဒီနှစ်ကြောစလုံးပါပေါ့နော်ဒီတရာဒီလုံးလေတောက်လျှောက်ပြခဲ့တယ်လို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ နည်းနည်းလေးပေါ့သလားပေါ့နော်သူတို့ရဲ့ကစားပုံနည်းနည်းလေးပုံမှန်ထပ်ပို့ပြီးပေါ့တယ်လို့ကျွန်တော်မြင်မိရပေါ့နော်အပြေဝအားဆိုင်တာမဟုတ်ဘဲနဲ့ပထမကျတော့နိုင်ထားတာပဲ AC ပဲဆိုတဲ့ပုံစံမျိုးလေးသွားတွေ့ရအဲ့ဒါကပြောပြောမှဆိုရင်အတင်းဆောင်ဖြစ်သွားနိုင်တယ်ပေါ့နော် Bayern Munich ကအရင် Bayern Munich မဟုတ်နေလို့ပေါ့လေအရင်လိုမျိုး Bayern Munich ဆိုရင်ဒီဘွဲကပြောလို့မရဘွဲဖြေရအကြီးကြီးမားမားပြောင်းလဲသွားနိုင်တာကိုတွေ့ရအဲ့တော့ Inter Milan အနေနဲ့အဲ့လိုမျိုးနည်းနည်းလေးအယုံစူးစမ်းမှု အပွဲပေါ်အာယုံထားမှုကရော့လို့မရဘူးလို့ကျွန်တော်အနေနဲ့တော့ယူဆနေဘာဖြစ်လို့လဲဆိုတော့တို့ဟာဒီနီးပြူပါပုံမူတည်ပြီးတော့ဒီအသင်းလိုက်ကစားပုံမူတည်ပြီးတော့အာယုံဆူဆိုင်မှုပုံမူတည်ပြီးတော့ဖွဲ့စားတဲ့အသင်းဖြစ်နေအောင်တယောက်ချင်းစွာတော်တော်လေးနည်းတယ်ပေါ့နော်အင်တာမီလန်မှာအဲဒီအချက်ကိုကျွန်တော်တွေ့ရတယ်ပြီးဒွန်ဖရီးစ်နဲ့ပတ်သက်လာရင်တော့ဒွန်ဖရီးစ်ပါရင်တော့ပို့ပြီးတော့ကောင်းတယ်တိတိတသာအားကောင်းတယ်ပေါ့နော်ဒွန်ဖရီးစ်ရဲ့ဒီ တောင်မမာကစားပုံရောအလေတဲ့ဝင်ကစားပုံရောပါဒါတိတိကအားကောင်းပြီးတော့တောင်မတိုက်စစ်ကစားသမားတယောက်လိုအားကိုးရတယ်ပေါ့လေဒါမြင်ကတော့ဒီနမည်ညီလေး RRWB နမည်ထွက်အောင်လို့သူကစားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီအရန်ကောင်းအောင်သူကစားနိုင်ခြင်းမရှိဘူးအဲ့တော့အင်တာမှာအားတချက်တွေရှိတယ်အဲ့ဒါကဒီပြီးခဲ့တဲ့အကြော်တော်မှာဆိုရင်ဒါအဂူစတိုဝင်ကစားခဲ့တာပေါ့နော်သူကစားရလဲမဆိုးဘူးပေါ့ဘယ်နောက်ခံမှာသူကစားရလဲမဆိုးဘူးဒီဒီမှာကိုမပါဘူးအခုတော့ဒီမှာကိုပါလာပြီပေါ့လေ အဲ့ပြီးတော့ဒီညမှာဆိုရင်လည်းဒါ don't freeze မပါနိုင်ဘူးဒါမှမဟုတ်ဒါမီးရငစားနေပုံတော့မပြတ်သွားဘူးပေါ့လေအကောင်းဆုံးပုံစံရဖို့ဆိုရင်တော့ခုနလိုမျိုးအဓိကကစားလုံးမတွေအစုံအလင်းပါဝင်မှုလိုအပ်တယ်အပြီးတော့ဒီနောက်တစ်ဆင့်မှာပြိမဲ့အသင်းဘာစီလိုနာဖြစ်တဲ့အတွက်အခုလိုခြေစွမ်းနဲ့မလုံလောက်ဘူးအခုတက်ပိုကောင်းနေဖို့အဲပိုကောင်းဖို့လိုအပ်တယ်ပေါ့နော်အင်တာမီလန်မှာပိုကောင်းအောင်လုပ်နိုင်တဲ့ capacity ရှိတယ်ပေါ့ဒီပွဲနှစ်ပွဲမှာတော့ကျွန်တော်တို့အဲ့ဒါကိုအပြည့်အမြင်ခဲ့ရအောင်လို့သုံးသပ်ချက်ပါတယ်ပေါ့ဟုတ်ပါတယ်ဒီဖြစ်တုန်းကအစမေနိုင်ငံတဲ့ပွဲ ောက်တာမက်ချက်စတာစီးတီးနဲ့ဝင်းချစ်ပြီးကြောက်ရတယ်ပေါ့အဲ့ဒီလိုပွဲကိုကြည့်ပုံစံအင်တာမီလန်ရဲ့စူးစင်းမှုပိုင်းသူပြစ်စူးစင်းမှုပိုင်းတော့တောင်းကိုပေါင်းပဲဒီတဲ့ဘိုင်မြူနစ်နဲ့ပြရကျော်ပွဲတွေပရောဂျက်ကိုပေါင်းတာပြရတယ်အဲ့ဒီပွဲကထိစွမ်းမျိုးပြန်ပြနိုင်မှာပဲဒါပါကူနာနဲ့တော့မှသူပဲညွန်လေးချက်ရှိမှာပဲမနေ့ကတော့အာအင်တာမီလန်ကနောက်ဆက်တက်ဖို့အတွက်တော့လုံလောက်တဲ့ချိန်ဆတော့ပြနိုင်ကြတယ်အကောင်းကြီးတော့ဟုတ်ကဲ့နောက်ဆုံးဒီပွဲလည်းမှာပါရီလာရုပ်ကြီးချောင်းတိုင်းပေါ့နော်ကြီးချောင်းဆိုပရောဂျက်ကိုကျော်ရတဲ့ပါတယ်မာကတ်စ်ကူပြန်ကလည်း တဖက်ကဘိုင်မြူနစ်ခံစားကအဲရီဒိုင်ယာရောနော်ကီမင်ဂျီရောဒီနေ့တော့တော့ချက်ကိုသူကကိုသူတီးပြောမှာခက်ချက်ချင်းကသားပါအောင်နော်ဒီချက်ကြောင့်လည်းဒီရန်ကထိပ်ပြီးမလုံးနိုင်ဘူးခြေစလဲတိတ်မပြနိုင်ဘူးဒီမှာပွဲကြီးတွေမှာတော့မာတီနက်စ်ရဲ့ဝင်းကိုတွေကတော့တကယ်ကိုအရေးပါနေတယ်လို့ဆိုတော့ချက်ပြမှာသတိပြသွားကြတယ်ဒါမှမဟုတ်တော့မာတီနက်စ်ရဲ့ချီပွားမှုကလည်းဒီပွဲဖြစ်တဲ့အတွက်ကြောင့်လည်းအရေးပါတယ်ပထမကြောင့်ကလည်းကန်သွားတဲ့အနေနဲ့ကန်ကျက်အနေနဲ့ဒါလည်းဒီမှာကျွန်တော် အဲတိုက်စစ်မှုတော့တယောက်ဖြစ်လို့ဆိုတော့ဒေါက်တာမာဂျီကက်စ်ကသူ့ပြင်လို့ပြောင်းလာတယ်လို့ဒါတော့ဒီရသည်မှာမာတီနက်စ်ကအကောင်းကြီးမဟုတ်သေးဘူးလေမနစ်တော့နဲ့ရှင်မယ်ဆိုတော့သူ့ရဲ့ပြင်ပြန်နည်းနည်းလေးကြာလာပြန်ဖြစ်ဒါပေမဲ့ပွဲပြင်ကိုအဆုံးဖြတ်ပေးနိုင်တဲ့တိုက်စစ်မှုဖြစ်တော့ချက်ပြင်းမှာတက်ပြီးပြောင်းသွားပါလေနောက်တစ်ပွဲကတော့ဒါအင်္ဂါညပွဲပေါ့အင်္ဂါညကဒါ PSG နဲ့ Estoril Estoril ပွဲမှာဇာတ်ရက်ပွဲ Estoril က၃-၂ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲဒီပွဲမှာ Estoril တူပြပိုင်းချေဆွဲ တော်တော်ကြီးကိုကောင်းတယ်ကျွန်တော်ပထမပိုင်းမှာတော့စိတ်ပြည့်စရာအချို့ရှိခဲ့တယ်လို့ထင်ပါတယ်ဒီပွဲကိုလည်းကျွန်တော်ပြန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 ်အဟုတ်ကဲ့ကိုအားလုံးတွေးထားတဲ့အတိုင်းပဲပြီးတော့ကျွန်တော်တို့လည်းဒီ preview မှာဒီအကြောင်းဆွေးနွေးခဲ့ကြရပါတော့။ဗီလာဖောက်လေးလေး PSG ရဲ့ဒီကောင်တာတွေကပို့ပြီးတော့စိုက်လေလေးဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒီအချက်ကို PSG အနေနဲ့အကောင်းဆုံးတတ်သိပြသွားခဲ့တယ်ပေါ့နော်။သူ့ရဲ့ဒီကောင်တာ attacking ပုံစံတွေသူတို့ပြင်ဒီ Hakimi, Nuno Mendes တို့ကပါလာပြီးတော့တိုက်စစ်ကို ကစားတဲ့အခြေအနေမှာတော့ဥဆောင်ကို9ကိုကိုပြည့်ကျင်နေတဲ့ဆော်ဆစ်တီရခဲ့တယ်နဲ့ကြော်ပေါင်း9ကိုအထိဖြစ်ခဲ့တယ်ဒါပေမဲ့လည်းဗီလာကိုသဘောချစရာချက်တွေကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်ဒီလောက်ပြတ်ထွက်သွားတဲ့အခြေအနေကသူတို့ပြန်လိုက်လာဖို့အထိစူးစမ်းခဲ့တယ်အောင်မြင်မှုနီးပါးလည်းဖြစ်ခဲ့တယ်3-2ဖြစ်ပြီးတော့3-2ဖြစ်တဲ့အခြေအနေမှာပေါ့နော်ဒါအဲ့မိနစ်ကနေ60လောက်ကနေနောက်ထပ်10မိနစ်လောက်အတွင်းမှာဗီလာနောက်ထပ်9ကိုလောက်အထိရသွားနိုင်တဲ့ဟုတ်တယ်အားထုတ်မှုမျိုးပေါ့နော်အထူးသဖြင့်ဒီ ခေါင်းတိုက်လိုက်တဲ့အဲ Tillemans ခေါင်းတိုက်လိုက်တဲ့အချိန်ပေါ့လေအဲ့ဒါကိုဒီ Donnarumma ကကာကွယ်သွားတော်တော်လေးကောင်းလာတကယ်ဝင်သွားပြီထင်တာပေါ့ကျွန်တော်တော့နော်အဲ့တော့အဲ့ဒါလေးဝင်သွားခဲ့ရင်4 2ဖြစ်သွားမှာဖြစ်တဲ့အတွက်3 1နဲ့သွားပြီးတော့ခြေပြီးတော့တရေကြနေမှာလက်ကျန်မိနစ်တွေမှာ Villa ဖက်မှာအဲ့ဒီတော်တော်လေးများသွားနိုင်တယ်ပေါ့နော်အဲဒီ90%လောက်ဒီ Villa ပြန်ကတ်လိုက်နိုင်ခဲ့တယ်ဒီအချက်ကိုတော့ကျွန်တော်တို့ဒါအတိမဲ့ပြပါမယ်ပြီးတော့ဒီကစားသွားတာပေါ့လေကစားသွားရင်မှာတော့ကျွန်တော်ဝေဖန်ချင်တာကဒီ Marcus Rashford ကို လူစားလဲလိုက်တာပေါ့နော်လူစားလဲလိုက်တဲ့အခါမှာပြောမယ်ဆိုရင် market rush ကိုဒီ concern သွင်းသွားဖို့ခံဒီပြလိုက်တဲ့ကိုကတကယ်တော်တော်လေးကောင်းတယ်ပေါ့နော် rush flow အနေနဲ့နေနေပေါ့နော်ဒါ amber pin ဆိုရင်တော့အဲ့ဒါမျိုးတွေမကြခဏလုတ်ပြလေးရှိပါတယ် rush flow ကတော့အဲ့လိုမျိုးသိအများကြီးလုတ်ပြလေးမရှိဘူးအဲ့တော့ rush flow ဒီအရာကြီးလုတ်ပြလိုက်တဲ့အချိန်မှာဒါသူတော်တော်လေးကို form မိနေတယ်တော်တော်လေးကိုဒီခြေမိသွားတဲ့ပုံစံမျိုးပေါ့လေတပွဲလုံးနဲ့ကျွန်တော်တို့မြင်ရပါတယ်အဲ့တော့အဲ့အချိန်မှာလဲလိုက်တယ်ပေါ့နော်အဲ့တော့ villa တော့ကတော့ဒါကျွန်တော်နားလည်ပြီးလို့ရတာသူကပြိုင်ပွဲ၃ခုကို အာယုံဆိုင်ကစားနေရဆိုတော့သူ့မှာလည်းဒီလွင်အားဖိန်းချုပ်ရလေးရှိတယ်။ဒါပေမဲ့လည်း ratio လေးဆက်ထည့်ထားလိုက်ရင်တော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ကောင်းမယ်လို့ကျွန်တော်ထင်မိရတယ်။ဒါကတော့အားမလို့အားမရဖြစ်တဲ့အချက်ပေါ့လေ။အခြားသောအပိုင်းတွေမှာတော့ကျွန်တော် PSG ရအနေချက်တွေကျွန်တော်တို့မြင်ခဲ့ရတယ်။ PSG ကအပြည့်အဝယုံကြည်စားလို့မရတဲ့အပင်ဆိုတာကိုဒါကျွန်တော်တို့ဆက်လက်ပြသခဲ့တာပေါ့လေ။ကျွန်တော် Lee Face မှာလည်းကျွန်တော်ဒါမြင်ခဲ့ရပါတယ်။ဒါ Arsenal လည်းတို့2-0နဲ့ရှုံးခဲ့တယ်ပေါ့နော်။ရှုံးခဲ့တော့ကလည်းဒါဘာမှလုပ်လို့မရတာ Arsenal ကို။ သူတို့အနေနဲ့ပေါ့အဲ့တော့ပြည်ကြီးကလီဗာပူးကိုအပေါင်းတိုင်းကျဲပြီးတော့အရန်ကောင်းသွားပြီးတော့နိုင်ယူကမျိုးရှိနိုင်တယ်ဒါပေမဲ့လည်းအခုလိုမျိုးအက်စတွန်ဗီလာကိုရှုံးတာလိုမျိုးလီဗစ်တော့ကဒီပွဲထွက်ပွဲဥထွက်ပွဲတွေမှာတော့ရလက်ဆိုးတာလိုမျိုးအတင်းစားဖြစ်နိုင်ချေတယ်သူတို့မှာရှိနေတယ်အခုကတော့အဲ့ရထက်အများကြီးတိုးတက်လာပြီဒါပေမဲ့အများကြီးတိုးတက်လာနေတဲ့အချိန်တွေမှာတော့ပြည်ကြီးမှာအတင်းစားဖြစ်နိုင်စွာရှိတယ်ဆိုတာကိုဒါအက်စတွန်ဗီလာကပြသပြသွားခဲ့တာလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့ဟုတ်ကဲ့ဒါအဓိကတော့ဒီပြောတဲ့အချိန်မှာဆိုရင်ဒါရော့ရှ်ကိုလူစားလဲလိုက်တဲ့ဘက်ပေါ့ အဲ့လူစားလဲလဲတဲ့ဟာလေးကတော့တော်တော်လေးပြောမယ်မလေးကပြသွားတာပေါ့လေလူစားဝင်လာလဲဝက်ပြင်းဆိုပြီးတိုက်စစ်ကိုဥသားပေးတယ်ဆိုပြီးလက်ရှိပေါ်မိနေတဲ့အတွဲဖက်ပိုင်းပေါ့တကယ်တက်ဖို့တက်ရတော့မယ့်အချိန်ဒီမှာသွားလို့ပါဒါဇာဘော့ရမ်ဇေးလိုဝင်လာတယ်ပေါ့နော်ရမ်ဇေးလိုကခြေစွမ်းမဆိုးပင်မဲ့လေအဲပွဲကိုပြောင်းလဲနိုင်တဲ့စွန်းဆောင်မျိုးမပိုင်ဆိုင်တာသူတို့ကဒီတခြားလူအမိတဲဟဲပြူပြီးခိုးကစားရတဲ့ကစားသမားမျိုးဖြစ်နေတာပေါ့နော်ဘက်ဖို့လိုက သူကသူကိုးကြမှာတော့ကိုးလိုက်မှာဒါပေမဲ့သူရဲ့ဝုံတိုင်းကျဲဖြစ်အောင်လုံနိုင်စွမ်းကမြင်တဲ့အခါမှာအဲ့ဒီချက်တွေတော့အမလို့အမရဖြစ်သွားမိရဲ့ကိုဟုတ်ပါတယ်ကျန်တဲ့ file ကတော့ဒါတကယ်ဒီစာရဲ့ template လေးရတယ် complete တော့မဖြစ်ခဲ့ဘူးเนาะ scrolling နေရွှေ့ဝင်ကြတာပုံရတယ်ဒါဒုတိယကြောက်ပွဲစဉ်မှာကျန်တယ်ဒီစာ file ပြည့်စက်ပြည့်ဒီလိုမျိုးကြီးပုံပေးရတယ်ဆိုတော့เนาะဒီစာအနေနဲ့ဒါသူသက်ဆိုင်ရင်ငွေကြေးအင်အားဒါသမားတွေအားအားကြီးပူတုံးထားတဲ့ PHG ကိုဒီလိုကစားပြသွားတော့ချီချူဖို့ကောင်းပါတယ် နောက်တပွဲလေးလည်းဆက်ပြီးမှသွားကြတယ်ပေါ့နောက်တပွဲလေးကတော့ဒီဟိုတာတော်မုံပေါ့တော်မောကပါစလို့တော်မုံပြတဲ့မန်ဖလိုက်ပေါ့ဒီပွဲလေးအဲကျွန်တော်ဒီပုံစိတ်ဝင်စားကြတော့မှ3-1ပေါ့လေအဲ3-1နဲ့ပြန်ပြီးနိုင်တော့လေပွဲဒီပွဲပေါ်ဆီမလုံးတော့ချင်လို့ပြီအာဘာစီလိုနာပြုတ်အောင်ပြုတ်သွားနိုင်တဲ့အခြေအနေပေါ့နော်သူတို့အနေနဲ့4စီရလက်ရရှိတာဆိုပေမဲ့အဲ့လောက်ထိမပေါ့တင်ပေါ့နော်သူတို့အစတော့ AC ပဲလုပ်နေတယ်ဖြည်းဖြည်းနဲ့ဒီဇိုင်းဒီဇိုင်းနဲ့မ AC တဲ့အစင်တီ ရောက်သွားတယ်။အဲ့ဒီအချိန်မှာပြန်ပြီးတော့ဒီအသင်းကိုပြန်ပြီးစုဖွဲ့ဖို့ရတန်ကြီးအောင်ပြန်လို့ဖို့ကတော်လေးခက်သွားပြီးတော့ဒီ yellow wall ပေါ့နော်ဒေါ်မွန်အသင်းရဲ့ဒီ queen ရဲ့ဖိအားကလည်းတော်လေးကြီးမားတဲ့အခါမှာ Barcelona ကလောကဖောင်ပြတ်သွားတယ်။ Barcelona ကမြင်တွေ့နေကြ Barcelona တော့မမြင်ရအောင်အကြောဆိုလို့ကျွန်တော်ပြီးခဲ့တဲ့ La Liga ပွဲတွေတော့အနည်းငယ်အားနေခဲ့တဲ့ Barcelona ကိုကျွန်တော်တို့မြင်ခဲ့ရတယ်။အဲဒေါ်မွန်ရဲ့ပွဲကကြတော့အနည်းငယ်အားနေခဲ့တဲ့အဆင့်တော့မရောက်တဲ့ Barcelona ကိုကျွန်တော်တို့သွားပြီးတော့ မြင်ရတယ်ပေါ့နော်အဲ့တော့ဒါကစိုးရင်ကြာကောင်းတယ်ပြီးတော့ဒီပို့လို့မရဘူးဆိုတော့ကျွန်တော်တို့ပြတ်သားခဲ့တဲ့ပွဲတစ်ပွဲပေါ့လေဒေါ်မွန်ကအမှန်တကယ်ကြီးကိုပြောမယ်ဆိုရင်ပထမပထမဂိုးမရခင်အခြေအနေအထိပဲတွက်မယ်ဆိုရင်တော့အဲ့အရှိမဂိုးတွေရနိုင်ချေအများကြီးရှိတယ်တစ်ချိန်လုံးလွတ်နေခဲ့တာပေါ့နော်အပြည့်ရီနောက်ထပ်ဂိုးတွေရလာတဲ့အချိန်မှာလည်းနောက်ထပ်နောက်ထပ်ဂိုးတွေကိုအခုတက်ပို့ပြီးတော့ပေါ့နော်3-1မဟုတ်ဘူးလေ5-1လောက်အထိဖြစ်သွားနိုင်တဲ့ဂိုးသွင်းခွင့်တွေအပိုင်အခွင့်အရေးတွေကိုအကြိမ်ကြိမ်အခါခါရရှိခဲ့တယ်။ဒါပေမဲ့သူတို့ ထုံးတီးခဲ့တာဗောနော်အဲတော့ဆိုလူကျုံသွားတဲ့အလုံးတွေလည်းပါတယ်ကျွန်တော်တို့က expected ကိုဆိုရင်ဒီဘွဲကဒီ Champions League knockout stage မှာ minus အများဆုံးဘွဲဗောနော်3.3လာမသိဘူးရှိတယ်တော်တော်လေးများတယ်ပမာဏဆိုလိုချင်တာက expected ကိုမှလည်း3-6တာနေပြီတော့မောကတကယ် real ပွဲထဲမှာတော့9-6တာဗောနော်3-1ဆိုတော့9-6တာ expected ကိုမှတော့သုံးကိုသားတယ်ဒါပေမဲ့အေးအစ်စပက်တဲ့ကိုမော်တယ်ဆိုတာလူကျုံသွားတဲ့အလုံးတွေထဲမတွက်ဘူးအဲ့တော့လူကျုံသွားတဲ့အခြေအနေတွေမှာ ဂိုးသွားတာရှိတယ်ပြီးတော့ဂိုးလူနီးပါးပေါ့နော် gross နဲ့ girasi နဲ့လွတ်သွားတဲ့အခြေအနေမှာဂိုးလူနီးပါးအခြေအနေရှိတယ်အဲ့ဒီဂိုးတွေဟာအဲ့ဒီအခြေအနေတွေကလူမကြုံဘူးဆိုလည်းတကယ်ကခြေတလန်းစာလေးပဲကြုံချင်းမကြုံချင်းဆိုတာဒါခေါင်းပန်းတဲ့လူပဲပေါ့နော်အဲဘာစီလိုနာကစားဟန်လည်းအဲ့လိုအဲ့လိုဖြစ်နေအောင်ဒါခေါင်းပန်းတဲ့လူပဲတကယ်လို့ဒါအဲ့လုံးတွေမကြုံခဲ့ဘူးဂိုးခဲ့တယ်ဆိုရင်ဒါတော်တော်လေးကြောက်ဖို့ကောင်းတဲ့အခြေအနေတွေဖြစ်တယ်အထူးသဖြင့်ဒါ gross ပြန်သွားရဂိုးဆိုရင်တကယ်တော့ပေးရလူနည်းနည်းလေးအားနေတာပေါ့နော် gross နဲ့ gear စီလွတ်သွားတယ် နှစ်ယောက်လုံးကကျွန်းနေတာသိတာဒါပေမဲ့ဟိုဘက်တောင်ပေါ်မှာလွတ်နေအဒီယမီကမလွတ်မကျွန်းဘူးပေါ့နော်အဒီယမီကပေးလိုက်အဒီကိုကတေချာပေါက်ကိုးသွားနိုင်တယ်ကိုမျိုးဖြစ်တယ်အဲ့တော့ဒေါမွန်ဟာအဲ့လိုမျိုးလွတ်နေတယ်အများကြီးလွတ်နေရကိုးရသွားနိုင်တဲ့အခြေအနေရှိရအဲ့ဒါမှအဲ့ဒီအခြေအနေဒီမှာခုနလိုမျိုးလွဲမားလေးတွေဖြစ်တဲ့အတွက်ကန်တဲ့စီတာမရောက်လိုက်တဲ့အခြေအနေလည်းအများကြီးပဲဒါကြောင့်မလို့ကျွန်တော်က expected ကိုကကန်လိုက်တဲ့ကန်ချက်ကန်ချက်နဲ့အဆုံးသက်တာတွေပဲတွေ့တာပေါ့နော်အဲ့တော့အဲ့ကန်ချက်နဲ့အဆုံးမသက်တဲ့နောက်မှာ အဲ့လိုမျိုးကိုရနိုင်ချေမြင်တဲ့အခွင့်အရေးတွေအများကြီးရှိသေးတယ်အဲ့တော့အားလုံးပေါင်းလိုက်ရင်ဘာစီလိုနာရဲ့ခြေစွမ်းတော်တော်လေးကိုအမ်ရှုံးဒီထက်ပိုရှုံးသွားနိုင်တဲ့အခြေအနေတွေရောက်ခဲ့လို့ပြောချင်ပါတယ်ကိုအဓိကတက်စစ်ပေါ့တက်စစ်ကတော့လက်ရှိတော့ဘာထိုက်တန်လေး၅ခုမှာဆိုဘာစီလိုနာတက်စစ်ကအကောင်းဆုံးလို့လည်းပြောလို့ရတယ်ဒီကိုအင်ဖော်မန့်ပေါ့နော်ဒါတက်ဘလက်ချိတဲ့ကစားသမား၄ယောက်ထိချိမှုတူပေါ့ဒီမှာပေါ်တော့စကိုပါမယ်ဆိုဟုတ်တယ်ရှိတဲ့တက်စစ်ကဒီတော်မုန်းတဲ့ဘွဲမှာကြည့်လိုက်တော့ဘူး ရနိုင်တယ်လေ expected က h equal to 0.49ပဲရှိတယ်ဒါမျိုးပြောလို့တော့တော့ပုံက3.85တိရှိတယ်တုံးကြော်ကြော်လောက်ထိသာတာနေလဲဆိုတော့ဒီလောက်ထိတော့မဖြစ်သင့်ဘူးလေသူကဥရောပရဲ့အကောင်းဆုံးတက်ချက်အနေနဲ့တက်ချက်အတွက်ဖြစ်နေလဲအားလုံးပဲပါတယ်ပီထရီနေရာမှာဂါဗီပါလာလောက်ပဲရှိပြောမှာဟိုဒီလောက်ထိတော့ကျွန်မပြတ်သင့်ဘူးတော့ဟိုထင်တာပဲနောက်တစ်ခုကကျတော့ဒုံပုံကလည်းပွဲချင်းအစီအစဉ်လေးမှာညီတော့သွားတယ်နော်3မိနစ်နဲ့အဲပွဲထွက်လာတဲ့ဟာကြီးတော်တော်လေးကိုအလုပ်ဖြစ်တယ် ဟုတ်ကဲ့ဒါသူတို့ကိုပတ်နဲ့တွားတဲ့ဟာနဲ့ဆိုင်ရင်3ပတ်နဲ့တွားတယ်ဒီဘာစလိုနာနဲ့ပွဲပတ်တိုင်းမှာဘိုင်မြူနစ်နဲ့ဘွန်ဒက်စလီဂါပွဲမှာလည်း3ပတ်ပုံစံနဲ့လုံးဖြစ်ခဲ့တယ်ဗျာနော်ဒီခင်းချင်းလေးကိုသူတို့ချက်ပြောမှာကိုတော့တူတယ်အဟုတ်ကျွန်တော်အမြင်ကတော့ရိုးရိုးလေးပါပဲအဲဒီဒေါမုံရဲ့ကစားသမားပုံစံတွေက feedback နဲ့ပိုကြိုက်တယ်ပေါ့နော်အဲ့တော့ဒီကိုကိုဘက်အနေနဲ့လည်းဒီဟာကိုသူသတိပြုမိရင်တင်ပါတယ်ဒါကြောင့်မလို့လည်းသူနောက်ဘက်မှာ3 back ကိုတော့ချောက် မသုံးတာပေါ့နော်ဒီဘာစီလိုနာပထမအကြော့တော့မသုံးခဲ့ဘူးဆိုတာကကြတော့ဒီသူ့အနေနဲ့အမ်ရီချန်ရဲ့ပြီးတော့အန်တွန်ရဲ့ပေါ့နော်ဝလာဒီမာအန်တွန်ရဲ့ကိုသူအားကိုးခဲ့တယ်ပေါ့လေဒီဇူလာတို့ပြီးတော့ဒီဘက်မှာသုံးသွားတဲ့ဘန်စပိုင်နီတို့ကိုသူဟိုမယုံရဲခဲ့ဘူးပေါ့နော်ဒီဘက်မှာဆိုဘန်စပိုင်နီဆိုတာဒါ LB ပေါ့အစတော့အရင်တော့မိုချန်ကလာဘက်မှာကစားတယ်သူ LB အနေနဲ့ခြေစွမ်းလည်းကောင်းတယ်ဒါပေမဲ့ तू က LCB အနေနဲ့ကစားနိုင်ပါမလားဆိုတာကြတော့ကျွန်တော်တို့ထီထိုးသလိုပဲပေါ့နော်တကယ်တမ်းကစားတော့လေအပြေကတော့ မကောင်းခဲ့ဘူးဒီဂိုးပြလိုက်ရတာသူ့အားနဲ့ချက်လဲပါတာပေါ့နော်အဲ့တော့ဒါမဲ့အဲဒီအဲ့လိုမျိုးတချို့နေရာတွေကို sacrifice လုပ်ပြီးတော့ဒီသူ့ရဲ့ဒီတခြားသောကစားသမားတွေပေါ့နော်တခြားသောကစားသမားတွေက band smile ကြီးကနည်းနည်းအားနဲ့နေမှာဒါမဲ့တခြားသောကစားသမားတွေဒီ three back ပုံစံမှာပို့ပြီးတော့အားကောင်းလာအထူးသဖြင့်ဒီ win backs တွေပြီးတော့ tight ကစားသမားတွေရဲ့လှုပ်ရှားမှုတွေပေါ့နော် ပြီးတော့ဒီ double pivot ရဲ့လှုပ်ရှားမှုတွေပေါ့အဲ့တော့ဒီအားကိုသူရွေးချယ်လိုက်တဲ့အတွက်ဒီလိုမျိုးဖြစ်လာရလို့ကျွန်တော်တော့ထင်မိတယ်3 backs မှာဆိုတကယ်သူဘာလို့မရွှေလဲဆိုတော့ဒီ အန်တွန်ကလည်းဘဲသံဘန်စပိုင်နီကလည်းဘဲသံပေါ့နော်အဲ့တော့ဘဲသံနေအရင်များနေပုံစံမျိုးသူမကြိုက်တာဖြစ်နိုင်တယ်ပြီးတော့ပထမအကြော်တော့ကကြတော့ဇူလာကိုထည့်ခြင်းဟာဇူလာဘက်မှာရာဖင်ညာရှိမှာဖြစ်တယ်အဲ့တော့ဇူလာဟာအရင်အထနေတယ်ပေါ့နော်အကောင်အရင်ကြီးပြီးပေါင်ချိန်200ကျော်တဲ့ကစားသမားဖြစ်တဲ့အတွက်ရာဖင်ညာရဲ့ပစ်ကပ်တွေကိုလိုက်ဖို့အခက်အခဲရှိတယ်အခက်အခဲရှိတဲ့အတွက်သူအဲ့ဒါကိုအဲ့ဒါကိုတွေးပြီးတော့သူဖောဘက်ကိုပြောင်းလိုက်တာလို့ကျွန်တော်ထင်တယ်ဒါပေမဲ့အထူးသောအားနည်းချက်တွေကိုစတေးပြီးတော့ပိုကြီးမားတဲ့အားသာချက်တွေရရှိဖို့အတွက် 3-back system က ဘုံဘုံအတွက်အထောက်အကူဖြစ်တယ်လို့တော့ကျွန်တော်ယူဆမိတယ်ပေါ့ဒါဒီကောင်လည်းအဲ့ဒါဆိုလည်းပြည်သူနောက်ထပ်ဘာစီလိုနာပဲပေါ့လေဘာစီလိုနာရဲ့တက်ချက်မှာကပညာပုံညာကောင်းမရခင်မရခဲ့တဲ့အထဲမှာအခုဒီပွဲချုပ်မှာလည်းကြုံသွားခဲ့တာပေါ့နော်ဒီဒီတရားဝင်တဲ့အပိုင်းသူကအဲ့ပွဲမှာအဲ့နေ့ကတော့မာတင်လာမျိုးမစားဘူးမတင်ဆိုတော့မတင်ဟုတ်ကဲ့အဲ့ဘယ်ဒီတရားဝင်တဲ့အချိန်ကဘာစီလိုနာတက်ချက်ကိုဆက်လက်ပြီးတော့မှာပေါ့နော်အားနေသွားနိုင်တဲ့အချိန်ရှိနိုင်လို့လား ဟုတ်ကဲ့တေချာပေါက်ရှိရယ်ကိုဒါကတော့ရိုးရိုးရှင်းရှင်းလေးပဲဖော်မြူလာပဲပေါ့နော်အဲဒီကစားဟန်မှာအဲ့လိုမျိုးပဲကျန်းက width ကိုအကောင်းဆုံးဖြည့်ဆည်းပေးမယ်ကစားလုံးမှာတယောက်လိုတယ်ဘယ်လီကတာမန်ဖြစ်ရုံနဲ့မဟုတ်ဘူးဒီရာဒီရဲ့ဥရောပအကုန်ဥရောပတိုက်တစ်ခုလုံးပေါင်းလိုက်ပေါ့နော်အကောင်းဆုံးပင်နောက်ခံ display ထဲမှာသူ့ကိုကျွန်တော် top 5ထဲတောင်ထည့်လို့ရတယ်ဒါကျွန်တော်ထဲမှာမဟုတ်ပါဘူးတကယ်တော့တခြားသောဒီအချက်လက်တွေနည်းကြည့်မယ်ဆိုရင်လည်းသူ့ကိုလာကောင်းကောင်းထည့်လို့ရတယ်သူ့ရဲ့ဒီပောက်ကွဲနှုံသူ့ရဲ့ညံရီသူ့ရဲ့ပေါင်းဆက်စားနိုင်စွမ်းပြီးတော့သူ့ရဲ့ဦးချင်းအရေးအချင်း ခံစစ်ပိုင်းတော့အားနေပေမဲ့အခုနတိုက်စစ်ပိုင်းကိုညီနိုင်တဲ့အရာတွေကဘာနဲ့မှလဲလို့မရနိုင်တဲ့လက်နက်တစ်ခုပေါ့နော်အဲ့တော့သူမရှိရင်ဒီပြဿနာအတက်ကိုတက်မှာပဲဒါကဟိုဘာစီလိုနာရဲ့ဖော်မြူလာလိုဖြစ်နေတာပေါ့နော်ဘာစီလိုနာဖော်မြူလာလိုဖြစ်နေတော့သူမရှိရင်အတော့ဂျေရမတင်ကသူ့လိုကစားနိုင်မလားကစားအနီးစပ်အောင်ကစားနိုင်တော့ဘာစီလိုနာပုံမပြတ်ဘူးရှိလိမ့်မယ်မကစားနိုင်ရင်လေလေပို့ပြီးတော့ဒီရာဖင်ညာရဲ့စွမ်းဆောင်ရည်နဲ့ဒီအသင်းရဲ့စုဖွဲ့မှုပေါ့နော်အဲ့ဒါကိုပို့ပြီးတော့ထိခိုက်နိုင်တယ်ဒါကအသင်းရဲ့ကိုကြီးဆက် ဖြစ်နေတဲ့နောက်ဝက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ဝက်တစ်ခုကိုထိခိုက်နိုင်တယ်အဲတော်တော်လေးအရေးကြီးရေပေါ့ပြီးတော့တစ်ဆက်တည်းမှာပိုအရေးပိုအရေးကြီးရေဆိုတာဒီဘာစီလိုနာခံစစ်မှာကျွန်တော်တို့ကကူဘာစီကောင်းတယ်ပေါ့နော်ပြီးတော့ဒီရာအူဂျူပေါ့နော်အတင်းကောင်းဆောင်ရာအူဂျူအဲ့တော့ရာအူဂျူကခြေစွမ်းတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ရာအူဂျူပါတဲ့ပွဲတွေမှာဘာစီလိုနာမကောင်းဆိုတော့ကျွန်တော်ကြကြာခဏမြင်ရတယ်ဘာလို့လဲဆိုတော့ကူဘာစီရဲ့အီနီဂိုမာတီနက်စ်ရဲ့အတွဲကတော်တော်လေးကိုမိတယ် အီနီဂိုမာတီနက်စ်ကဒီအညာတရလို့ဖြစ်နေတာပေါ့နော်ဒါအသက်လည်း33နှစ်ရှိပြီအသင်းကနေအမြဲတမ်းလာစာမပေးနိုင်လို့ဖြုတ်ဖြားခံရမယ်ကစားသမားတွေမှာဆို तू ကအမြဲတမ်းထိတ်ဆုံးရပါတယ်သူ့ကိုစာချုပ်ဟိုဒီစစရင်တင်သူ့နောက်ဆုံးမှတင်တာပေါ့နော်အဲ့တော့ဒါပေမဲ့အိတ်ကစားသမားကတကယ်တမ်းကျတော့ဘာစီလိုနာအရေးပါဆုံးနဲ့ပြောမစို့ကူပါစီထအောင်ကောင်းသေးတယ်အဒီရဒီမှာအများကြီးကောင်းပြီးတော့အသင်းရဲ့အမ်ပေးပို့မှုပိုင်းရောဒီခန်းစစ်ပိုင်းရောပြီးတော့အထူးသဖြင့်ဒီခန်းစစ်လိုင်းဦးဆောင်တာပေါ့နော်ဘာစီလိုနာကဒီ outside threat တွေအရန်ဖမ်းတော့အရန်ဖမ်းတော့အခန့်စစ်လိုင်းချောင်းကိုဥဆောင်တဲ့ပုံစံသူ့ရဲ့ဒီ leadership ဆွမ်းဆောင်ရည်ကတော်တော်လေးကိုအရေးပါတယ်လို့ကျွန်တော်ယူဆမိတယ်သူ့ရဲ့ဒီ organize organizing ပေါ့နော်ခန့်စစ်ကိုတရားချထားမှုအဲ့ဒီဟာတော်တော်လေးအရေးကြီးတယ်လို့ကျွန်တော်ယူဆမိတယ်အဲ့တော့တကယ်လို့ဘယ်ချမ်းမှာ Beldi တော့မပါဘူးဒါပေမဲ့ Inigo Martinez တော့ပါဝင်ဖို့လိုအပ်တယ်ပြီးတော့ Patrick ကိုပါဝင်ဖို့လိုအပ်တယ်လို့ယူဆတယ်ဒေါ်မွန်ရဲ့ပွဲမှာအကြီးကျယ်ဒုက္ခရောက်စေတဲ့ဒီအရေးကြီးတဲ့အချက်တစ်ချက်ကလည်းအဲ့ဒီ ဘယ်ကျန်ရဲ့အရေးပါတဲ့ unit တွေအကုန်လုံးမပါဘူးဆိုတာမျိုးကျွန်တော်သတ်တွေ့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့တကယ်လို့ battery ကတော့ data ရပြင်းထန်တယ်လို့ယူဆရတဲ့တော့မပါနိုင်ပါဘူးမပါနိုင်မှကျန်တဲ့ပွဲတွေလည်းလွှဲချော်ဖို့များတယ်ပေါ့နော်အဲ့တော့ဒါနဲ့ battery နဲ့ Inigo Martinez ကိုတော့ Barcelona အသေးအံလိုအပ်နေပြီလို့အဲကျွန်တော်ပြောပြောချင်ပါတယ်ပေါ့အဲဒီနေ့အဲ့တော့ဘယ်လိုလဲပွဲတော့ Barcelona ရဲ့ခံစစ်တာလို့ပုံမှန်ဆိုတော့ library first ဖြစ်တယ်နောက်တော့အာဘီယိုစီယာနဲ့ဖြစ်လို့ရှိတယ် because အချိန်ပဲဘာစလိုနာခန်းစစ်ကနေပြီးမှုနေတယ်ရှိဖို့ဒီပွင့်လျက်နေပြီးမှုနေတယ်တော်တော်ကြီးနေရသွားတယ်နော်ဒီဖိုက်တက်မှာလည်းဘာစလိုနာရဲ့ဒါဆိုအရုံရှုံးဝဲတဲ့ပွဲလို့ဒါပြောပြရမှာချင်တာအချိန်ကြီးတာ2025ခုနှစ်မှာလည်းနော်ဒါရှုံးဝဲလုံးဝမရှိသေးတဲ့ဟုတ်ကဲ့အမတန်ဟိုကဒါဘုံပြေမှာရှားတတ်သွားတယ်အဲ့တည်းမှာမှဟိုဟိုဒါ DLC ပေါ့လေဘုံတက်ချင်မှုပြည့်တဲ့ဒီယာဒီမှာစုကကကနေဘုံဘုံပြောင်းလာတယ်ညှိုးလင့်ထားရတဲ့ကောအများကြီးချစ်ချောရပြနေပြီလေဒီအာဖရိက က်တင်ပြီးတော့လည်းစတာပြမပေါ်ဘူးအဟုတ်ကဲ့ကိုဒါတော့ဒီဘွန်နီလီကာရဲ့ဘောထွက်နေကြပုံစံတိုက်စစ်မှုတွေပါပဲကျွန်တော်သူ့တော့အဲသဘောကျတယ်စူးကက်မှာတော့သူတော်တော်လေးကိုအန်တင်ဖို့ကောင်းလာအောင်ရာသီတဝက်မှာလည်းဂိုးတွေနည်းနည်းနော်နော်မို့အတွင်းခဲ့တာသတိထားမိရပါတော့။ဒေါ်မွန်ရဲ့ခြေစွမ်းမှာတော့ကျွန်တော်တို့အရင်ကြီးအတိမပြူအားလောက်တယ်လို့တော့ကျွန်တော်မထင်ဘူး။ဟိုပြီးတော့ကျွန်တော်ဒေါ်မွန်ပွဲကိုကြည့်ရလဲနေတယ်ပေါ့နော်။ကျွန်တော်ကြည့်ရပွဲတွေမှာတော့ကျွန်တော်ကိုအဲဒီဆွဲဆောင်နိုင်တဲ့ ခြေစွမ်းတော့မရှိဘူးဒါပေမဲ့သူ့တော့အသိမပြုပါဘူးသူရဲ့စူးစမ်းမှုပြီးသူရဲ့အဆုံးသတ်ဆွမ်းရည်ကဒီတော့မွန်အတွက်တော်တော်လေးအရေးပါတယ်ပေါ့နော်ပြီးတော့ဒီနောက်ပိုင်းပွဲတွေမှာပေါ့အထူးသဖြင့်ဒီဘာစီလိုနာနဲ့ပွဲတွေပြီးတော့ပြီးခဲ့တဲ့နောက်ပိုင်းပြီးခဲ့တဲ့ရက်မှာဒေါ်မွန်က၄ဂိုးသွင်းခဲ့တဲ့ဘူနဒီကာပွဲတစ်ပွဲရှိသေးတယ်အဲအဲ့ပွဲတွေမှာဆိုရင်ဒီဘိုင်ယာပေါ့နော်ခေါ်ဖန်ဟိုင်းကပြောင်းလာတဲ့လူငယ်ကစားသမားလေးအဲ့ကစားသမားလေးရဲ့ခြေစွမ်းကိုတော့ကျွန်တော်ပို့ပြီးတော့သတိထားမိတယ်ပြီးတော့ဒီမနေ့ဒီတနေ့က စားခဲ့တဲ့ဘာစီလိုနာနဲ့ပွဲမှာလည်းဘာယာဂိုးတော့မသွင်းဘူးဒါပေမဲ့သူ့ရဲ့လှုပ်ရှားမှုတွေကအသိတွေတော်တော်လေးထောက်ကူပြုတယ်လို့အဲကျွန်တော်ယူဆမိတယ်ပေါ့နော်အဲ GRC ကိုလည်းတကယ်လေးတကယ်တမ်းဟိုချီးကျူးတယ်တော်တော်လေးလက်ကြိုက်တယ်ပြီးတော့ဒီဘာယာကိုလည်းကျွန်တော်တို့မမိထားတင်မယ်နဲ့ဘာယာကတကယ်ဒေါမွန်ရဲ့နောက်ထပ်ပေါ့နော်ဒေါမွန်ကထုံးစံတိုင်းအဲ့လိုလူငယ်တွေကဟိုဝုန်းတိုင်းပြီးတော့ထွက်လာတဲ့တင်လာရှိရဲ့အတော့အဲ့လိုမျိုးထွက်လာမလားကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ကြပါလေပြီးတော့ဒီကွင်းလမ်းမှာဆိုရင် IM ချော်တို့ဘာလို့ဒီ ုံးကြည့်ရပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ Pascal Gross ကအကောင်းဆုံးပဲပြီးတော့ Sabitzer နာပါလို့ Sabitzer နဲ့ Pascal Gross ကတော်တော်လေးကောင်းတယ်လို့အဲမြင်မိရပေါ့ Dortmund နဲ့ပတ်သက်လာရင်ပေါ့ဟုတ်ဘောလုံးတင်မစပါရတော့ဂျမန်ရတိုက်စစ်ဒီမတက်စစ်နေမှာဒီတော့လာလာပေါင်းတယ်ဖက်ရှင်ကိုကြောက်ပြေပေါ်လာတော့နည်းနည်းလေးကြာလာတယ်တနည်းဟုတ်ကဲ့နည်းနည်းကြော်တော့ရှိတယ်ဟုတ်ကဲ့တို့ဒါတတိယဘောဖိုင်းမှာတော့ဒါတော်တော်လေးတတိယတော့ဒါ Dortmund မှာလည်း ထုတ်တက်လာလဲချေဆွဲနေရတယ်ဒီလိုပဲတက်ချင်ပြီးအလားလာပဲအဆုံးကြည့်ရအောင်မယ်ဒီစီကတော့ဒီရီချန်ပီယံလိမှာအားပေးတော့ဘူးကျွန်တော်လည်းအာသူကိုအများဆုံးပြဆောင်သွားလဲပါလို့ဆိုတော့ဒီကစားမရဲ့ပြီးလဲတဲ့တက်ပြီးတော့တော်မလို့ထိုက်တယ်လည်းရလာတော့ရခဲ့လို့သာပြောမှာလေဒီအင်္ဂါညချန်ပီယံလိမပွဲရဲ့ဘရူးညကဒါထင်ထားပြီးလဲနဲ့ဘိုင်းမြူနစ်တို့ပြောတယ်လေဒီပွဲလေးကိုတောင်စီကသုံးသပ်ပြီးသွားတော့မှာအဲဒီကအပိတ်အနေနဲ့ကြီးဒါချန်ပီယံလိ quarter final ဒုတိယကြော့ ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့အစီအစဉ်ပိတ်နေတာ။ဒါနဲ့ဖြစ်ဆက်ပွဲတွေ။ဟုတ်ကဲ့ကိုအဓိကတော့ကျွန်တော်တို့မျှော်လင့်ထားတဲ့ရလက်တွေပဲထွက်လာပါတော့အကုန်လုံး။ကြောင်းမြန်နိုင်ခြင်းမရှိခဲ့ဘူးဒီ lead ပူးဆောင်နိုင်ခြင်းတွေအကြီးမားတဲ့အခါမှာတော့ဘယ်သူမှတော့ကြောင်းမြန်နိုင်ခြင်းမရှိခဲ့ဘူး။အဲ့ဒီမှာမှဒီဒေါမွန်နဲ့အဆောဗီလာကတော့ဒါရခုံစရာဖြစ်အောင်အများကြီးကစားသွားနိုင်ခဲ့တယ်ပေါ့နော်။နာမည်ကြီးနေတဲ့ရီယယ်မက်ဒရစ်ကတော့ဘာမှမလုပ်ပြနိုင်ခဲ့တာဘူးမြင်ရတယ်။အဲပြီးတော့ဒီအင်တာမီလန်အနေနဲ့လည်း နည်းနည်းလေးအချိန်ရိုင်တာလေးတွေမြင်ရဒါပေမဲ့အားလုံးခြုံကြည့်တာရင်တော့ဟိုအစိုးရရဲ့တက်မယ်လို့ထင်ကားတဲ့အသင်းအများစုပဲအဲဒီ semi final ကိုတက်သွားခဲ့တာကိုတွေ့ရတယ်ပေါ့နော် semi final မှာပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားတာကနိုင်ငံလေးနိုင်ငံကအသင်း၄သင်းအသင်းထိပ်တန်းအသင်း၄သင်းရဲ့တွဲဆုံမှုကိုကျွန်တော်တို့ကြည့်ရဖို့ဖြစ်သွားတယ်ပေါ့နော်အပြီးတော့ဒီလိုကြည့်ရတဲ့အခါမှာလည်းကျွန်တော်တို့တိုက်စစ်တိုက်စစ်အသင်းချင်းချင်းတွေ့ရတဲ့ဆိုင်ဥပမာ PSG က fluid အရန်ဖြစ်တယ်တိုက်စစ် အရန်ကောင်းတယ်တူးချင်းအရန်ကောင်းတယ်ဆိုတဲ့အခြေအနေနဲ့ဒီဘက်ကအာဆင်နယ်က system အရန်ကောင်းတယ်ခံစစ်အရန်ကောင်းတယ်ပြီးတော့ဆက်ရုပ်တွေလို့ကစားပြီးတော့ off the ball မှာအကောင်းဆုံးအသင်းဆိုတဲ့ဂုဏ်ပုဒ်မျိုးပေါ့နော်အဲဒီလိုမျိုးတွေ့တဲ့အတွက်တော်တော်ကြီးကောင်းတဲ့ပွဲတွေပွဲတွေက vibe အဖြစ်ရောခြေစွမ်းအဖြစ်ရောပြီးတော့ဒီ style အဖြစ်ရောစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲဖြစ်လာနိုင်တယ်ပေါ့နော်ဖြစ်လာဖို့များနေရပေါ့တစ်ချိန်တည်းမှာဒီတခြားဘက်မှာလည်း inter milan နဲ့ ဒီဘာစီလိုနာလိုပေါ့အဲသူတို့လည်းဒီလိုပဲပေါ့လေဘာစီလိုနာကအရင် fluid ဖြစ်တဲ့ကစားပုံတိုက်စစ်အရင်အသားပေးတဲ့ကစားပုံပိုင်ဆိုင်ထားပြီးတော့ Inter Milan ကကြတော့ဒီရှာမရှာတဲ့3 back style တိုက်စစ်လည်းကောင်းတယ်ပွင့်နေလည်းကောင်းတယ်ခန်းစစ်လည်းကောင်းတယ်ပြီးတော့သူတို့ရဲ့ထူးခြားတဲ့ style တခုကိုပြနိုင်တယ်ခန်းစစ်ဘိုင်းမှာလည်းအီတလီအသင်းပြပြီးသူတို့ရဲ့ဒီ viewer မြောက်ကစားပုံရှိတယ်ပေါ့နော်အဲ့တော့အဲဘယ်မှာဆို trim parents အတွဲအဖက်တွေကိုကျွန်တော်တို့မြင်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့ semi final ရတော့ ကျွန်တော်တို့အကောင်လုံးကိုဒီ April လကုန်မှာအဲတော်တော်လေးကောင်းတဲ့ပွဲတွေပြီးသွားဖို့စောင့်ကြိုနေရလို့ပြောချင်ပါတယ်ကိုစီပီဖို့လို့ဒါပြောပြီးသွားလာပြီဘုံကပြီးသွားလာပြီလို့ဆော့ဘောပြိလက်ပြီးလဲမတက်မလို့ထင်ပါတယ်ကျေးဇူးအောက်ဒီကြတဲ့ဆော့ဘောပြိလက်တူကြီးရှင်လဲကျေးဇူးထူးတင်ရှိပါတယ်ဆော့ဘောပြိလက်သိချက်နေတဲ့သူမြန်မာနိုင်ငံဒီမြန်မာနိုင်ငံတော့ဆိုင်တဲ့ဒါလက်တွေမြင်လာလို့ဒီနေ့ရှိနေတဲ့ပြည်ပိုင်ပိုင်ပါဆိုရှင်ပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်